ဆယ်ဆင်းနဝတ်ဆင်းနဝတ်ပိုင်လုံးနာလောက်ဆယ်မင်းใครทําเพลงไหมထိုင်းနိုင်ငံဘန်ကောက်မြို့မှာလက်ရှိထိုင်းအစိုးရကိုစန့်ကျင်တဲ့ဆန္ဒပြပွဲတွေပြုလုပ်နေချိန်ဇွန်လ28ရက်နေ့ကမြန်မာနိုင်ငံသား9ဦးနဲ့ကမ္ဘောဒီးယားနိုင်ငံသား1ဦးကိုဖမ်းဆီးခဲ့ရလို့ထိုင်းရေးသက်ဖွဲ့ကထုတ်ပြန်ပါတယ်။ ထိုင်းနိုင်ငံရောက်ရှုပြောင်းအလုပ်သမားတွေဟာမိမိတို့လောက်ခလာစာနဲ့ပတ်သက်ပြီးလူလားချက်ကိုထိုင်းအစိုးရထံတောင်းဆိုခွင့်ရှိပေမဲ့နိုင်ငံရေးလှုပ်ရှားမှုတွေမှာပါဝင်တာဥဆောင်လုံဆော်တာနဲ့ပံ့ပိုးတာနိုင်ငံရေးပါတီတွေကိုထောက်ခံတာထိုင်းပြည်စနစ်နဲ့အစိုးရကိုလူမှုကွန်ရက်စာမျက်နှာမှာဝေဖန်ရေးသားတာတွေလုပ်ခွင့်မရှိပါဘူးထိုင်းပြည်ကိုဝေဖန်ရင်ထိုင်းအစိုးရကထိုင်းရာဇဝတ်မှုကျင့်ထုံးဥပဒေတစ်တစ်နဲ့အယအလုံးလုံးခွင့်ရုပ်သိမ်းပြီးပြည်နှင်တန်အထိပေးခွင့်ရှိပါတယ် ဒါကြောင့်ထိုင်းရောက်မြန်မာတွေအနေနဲ့ထိုင်းနိုင်ငံမှာဖြစ်ပေါ်နေတဲ့ဆန္ဒပြပွဲမှာမပါဝင်ကြဖို့ကိုမြန်မာရှေ့ပြောင်းအလို့သမားအရေးဆောင်ရွက်နေသူတွေကတတိပေးပြောဆိုပါတယ်။ကျွန်တော်တို့ဒီအဲ့ဒီနိုင်ငံသားများဖြစ်တယ်။အဲ့တော့ကျွန်တော်တို့နိုင်ငံသားတွေနဲ့တရားမဆက်ဆိုင်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကဟိုစားရောက်ခွင့်တော့မရှိဘူး။သို့သောအကြောင်းကြောင့်ကြောက်ပါသွားရင်တော့သူတို့ကတော့ဒါနိုင်ငံရဲ့ပြည်တွင်းရေးဝင်ရောက်ဆက်ပတ်ချက်ဆိုပြီးမှသူတို့ကအရင်ဖန်ဆီးကြမျိုးတွေပြုလုပ်နိုင်ပါလား။ကျွန်တော်တို့အမြင်အရတော့အဲ့လိုမျိုး ဟိုတရားဝင်ဆက်ဆက်ရတယ်ပြည်သူတွေတို့တော့ဒီမြန်နိုင်ငံရဲ့ပြည်တွင်းကိုဟိုမတက်ဆိုင်မနေဝင်ရောက်ပြတဲ့ဆိုတော့သူတို့ဟိုကျင့်မှုပြည်ချန်နေချမယ်ချပြီးလို့ရှိရင်သူတို့ဟိုလူအိုင်းရဲ့သူကနိုင်ငံနိုင်ငံတွင်းကိုပြန်လဲပို့ဆောင်တဲ့အနေအထားကြီးသူတို့ပြုလုပ်နိုင်ကြတယ် ဇွန်လ28ရက်နေ့ကဘန်ကောက်မှာပြုလုပ်ခဲ့တဲ့အစိုးရစန့်ကျင်ရေးခြိသက်ဆန္ဒပြပွဲတွေမှာလူဦးရေစုစုပေါင်း18000ခန့်ရှိတယ်လို့ထန်ရေးတပ်ဖွဲ့ကသုံးသပ်ပြောဆိုထားပါတယ်။အဲ့ဒါအပြင်ဇွန်လ28ရက်နေ့ကဖမ်းဆီးထားတဲ့မြန်မာနိုင်ငံသား9ဦးနဲ့ကမ္ဘောဒီးယားနိုင်ငံသား2ဦးကိုတော့ဘန်ကောက်မြို့ကဒင်းဒန်ရေစခန်းမှာစုံစမ်းမေးမြန်းနေရလို့သိရပါတယ်။ကျွန်တော်တို့ရှင်ပြောင်းလို့တမားအနေနဲ့ဒီလိုနိုင်ငံရေးနဲ့ပတ်သက်တဲ့အားဆိုလို့ရှိရင် အဝင်ရဘူးပေါ့နော်အဲပါဝင်ခွင့်ပါဝင်လို့မရဘူးသူစမင်းသူနိုင်ငံကြီးပေါ့နော်နောက်ပြီးတော့ဟိုနောက်ပြီးတော့နိုင်သူရဲ့ဒီဟိုဘောနာတော်ဝင်ပြင်နေပတ်သက်တဲ့ကိစ္စတွေဆိုရင်အဝင်ရဝင်ပါဝင်မရှိဘူးနော်အဲအဲ့ဒါတော့ဒါအတီလင်းသူတို့ပြောတာဟိုတလောကဆိုလို့ရှိရင်ဒီ UNHCR ရုံးရှိမှာကျွန်တော်တို့ဒီမြန်မာအရေးနဲ့ပတ်သက်ပြီးတော်ရေးဆန္ဒပြတဲ့အဆူပေါ့နော်အဲ့ဒါဆိုလို့ရှိရင် သူတို့ဖန်စီထိန်ထိန်နဲ့စစ်စေးတယ်ပြီးရခါကျတော့ဥမာအပြင်ဒီဗီဇာရုပ်သိမ်းတယ်ဝက်ပါမစ်တွေပါရုပ်သိမ်းပြီးတော့ပြန်ပို့ဖို့လုပ်တယ်ဒါမှမဟုတ်လေဟိုထိန်ထိန်ထားတဲ့ဟာမျိုးပေါ့နော်ပြန်မလို့သေးပဲနဲ့အမှုတွေကိုဆွဲဆွဲချက်တွေပေါ့မတီးပြီးတော့သူတို့ကတရားရုံးမှာအမှုတိစောက်နေတော့ဆိုလို့ရှိရင်ဒီမှုကျူးလွန်နေမကျူးလွန်နေပေါ့မတီးပြီးတော့မှ အဲဒီပြစ်ဒဏ်တွေရချတာအဲ့လိုပြစ်ဒဏ်တွေချပြီးတော့နှစ်ရှည်လာများဟိုကြတဲ့လူမျိုးကတော့ကျွန်တော်တို့ဒီဟိုနိုင်ငံသားရှင်ပြောင်းလို့သမားတွေမှာတော့မရှိပါဘူးအဲ့နှစ်ရှည်လာများချတယ်ဆိုရဲဥစ္စာတဲ့သူတို့ကဗျာပြည်ဝင်ဝင်ပိတ်တယ်တို့ပပမဲပိတ်တယ်ဘယ်နှစ်ပေါ့နော်ပြန်ပြီးတော့ဟိုနေပြလို့မရဘူးအလုပ်လုပ်ခွင့်မရှိဘူးအဲ့လိုမျိုးတွေလောက်တာများတယ်ဗျာမြန်မာနိုင်ငံမှာစစ်တပ်အာဏာသိမ်းမှုကြောင့်ထိုင်းနိုင်ငံကိုတရားဝင်ရောတရားမဝင်ပါရောက်ရှိနေတဲ့မြန်မာအလို့သမားလူဦးရေဟာ စုစုပေါင်း9တန်းလောက်ရှိရလို့မြန်မာရွှေ့ပြောင်းလုပ်သားအရေးလှူရှားနေသူတွေကအေယာဝတီကိုပြောပါတယ်။